င်္ဂလာပါခင်ဗျာ MPA သတင်းဌာနရဲ့ဒီကနေ့ဂျွန်16ရက်မှာရရှိထားတဲ့အထူးကြဆုံးသတင်းတွေကိုကျွန်တော်ခေရန်နံကတင်ဆက်ပေးပါရုံနဲ့နောက်ဆုံးရထိုက်တန်သတင်းတွေထဲဂန်းနဲ့ဆင်ရှင် ဝင်သွားပြီဖြစ်တဲ့ဒေါန်ဆန်းစုကြည်မွေးနေ့ဆုတောင်းဗီဒီယိုဆိုတဲ့သတင်းစက်ကောင်စီကြောင့်သူရဲကောင်းတွေအဖြစ်မှတ်ကြောက်တင်ခံရတော့မဲ့အနုံပညာရှင်73ဦးဒေါန်ဆန်းစုကြည်အမှုန်ရင်ဆိုင်တဲ့ရုပ်တံမှတ်တမ်းပေါက်ကြားလာတဲ့သတင်း ဒေါ်ဆန်းစုကျင်မွေးနဲ့ပန်တပိတ်ဆင်နွှဲမဲ့သူတွေကိုအရေးယူဖို့တိုက်တွန်းနေတဲ့စစ်လော်ဘီတွေတိုက်ပွဲ ပြင်းထန်နေတဲ့ပလဲမှာနှစ်ဖက်အကြဆုံးရှိနေတဲ့တည်ရင်အီရန်ကိုရွှင်းချက်မရှိလက်နက်ရှဖို့ပြောလိုက်တဲ့ထရန့်အဲ့ဒီလိုတနစ်တာအထူးကြဆုံးဖြစ်ခဲ့ပြည်တွင်းပြည်ပတည်ရင်တွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီနေ့အတွက်ပထမအဆုံးတည်ရင်ကတော့ဂိန်းနစ်ဆင်ရှင်ဝင်သွားပြီဖြစ်တဲ့ဒေါ်ဆန်းစုကျင်မွေးနဲ့ဆူတောင်းဗီဒီယိုဆိုတဲ့အကြောင်းပါ ဒေါ်ဆန်းစုကြည်အတွက်မွေးနေ့ဆုတောင်းပြီးရောဟာရီမန်းထားတဲ့ရှစ်တောင်းကိုပြစ်သွားပြီးဖြစ်တယ်လို့စု80ဘတ်ဒေးကမ်ပိန်းကဒီနေ့ဂျွန်ဆက်ရှင်နေ့လယ်မှာအသိပေးပါရယ်အရင်ဂန်းနေမှတ်တမ်းကဗီဒီယိုဖိုင်3000ကျော်သာ ရှိရအတွက်ဒေါ်ဆန်းစုကြည်အတွက်မွေးနေ့ဆုတောင်းဗီဒီယိုတွေဟာဂန်းနေဆန်ရှင်ကိုကျော်လွန်သွားခဲ့ပြီးဖြစ်ပါရယ်ဗီဒီယိုရှစ်တောင်းပြစ်ဖို့ရီမန်းလှုပ်ဆောင်ခဲ့တာဖြစ်ပြီးတမက်ရမတိုင်မီတရက်အလိုမှာပဲပြစ်သွားတာဖြစ်ပါရယ် UK ကနေစီစဉ်ပေးတဲ့အဖွဲ့ကအမေ့မွေးနဲ့မတိုင်ခင်တရက်လုံးမှာမွေးနဲ့ဆုတောင်း7000ပြည့်သွားပါပြီ။ပါဝင်ဆုတောင်းပေးသူအားလုံးနဲ့ဆုတောင်းတွေကိုရရှိအောင်ကူညီပေးကြသူအားလုံးကိုကမ်နက်ကမ်ပိန်းဖြစ်မြောက်ရေးကော်မတီကအထူးကျေးဇူးတင်ရှိရလို့သူတို့လူမှုကွန်ရက်ဆာမျက်နှာကနေရေးသားပြောဆိုထားပါတယ်။မွေးနေ့ဆုတောင်းဗီဒီယိုတွေကိုမူလသတ်မှတ်ထားတဲ့ဂျွန်၁၉ရက်ဗြိတိန်စင်တော်ရှင်ညာ၁၇နာရီမြန်မာစင်တော်ရှင်မနက်၅နာရီအထိလက်ခံပေးသွားမယ်လို့ဆိုထားပါတယ်။ လူလူကောင်းဆောင်ရဲမွင်းနေဆူတောင်းဗီဒီယိုတွေအတွက်တားငယ်ဥထိန်လင်းအပါဝင် နေပယ်အသေးသေးကထင်ရှားကြော်ကြားသူတွေကပူပေါင်းပါဝင်ပေးကြဖို့တိုက်တွန်းတောင်းဆိုခဲ့ကြပါတယ်။ဒါအပြင်ပြည်တွင်းပြပနဲ့နိုင်ငံတကာအဖွဲ့အစည်းတွေကဒေါန်ဆန်းစုကြည်နဲ့တကွနိုင်ငံအကျဉ်းသားတွေကိုအမြန်ဆုံးလွှတ်ပေးကြဖို့တောင်းဆိုနေကြပါတယ်။ဒုတိယအနေနဲ့စစ်ကောင်စီကြောင့်သူရဲကောင်းတွေအဖြစ်မှတ်ကြောက်တင်ခံရတော့မယ့်အနုံပညာရှင်73ဦးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အနာသိဆန့်ကျင်သူတွေကိုလက်နက်အကွန်နဲ့အနိုင်ကျင့်တဲ့နီလန်တုံပေဥရှိုထားတဲ့စစ်ကောင်စီဟာပြပရောင်းအနုံပညာရှင်73ဦးကိုတဖက်သက်နိုင်ငံသားအဖြစ်ကနေရက်ဆယ်လိုက်ပြန်ပါတယ်။ဒါကြောင့်ပြည်သူတွေရဲ့အတူယူစရာတွေလို့အစကတည်းကသတ်မှတ်ခံထားရတဲ့သူတို့ဟာနူးတော်လင်းတမိုင်းမှာသူရဲကောင်းတဲ့အဖြစ်စစ်ကောင်စီကထပ်မံမှတ်ကြောက်တင်ပေးလိုက်တာဖြစ်ပါတယ်။သူတို့ကတော့အဆိုတော်ဖြူဖြူကြော်သိန်းဒရိုက်တာနာဂျီဒရိုက်တာကိုပေါောက်ခေါ်အောင်မင်းနိုင်အဆိုတော်လင်းလင်းခေါ် ထွေးလင်းကိုအစိုးရရှမ်းရှမ်းကောရှမ်းမြငိမ်ရုပ်ရှင်တရုတ်ဆောင်အကယ်ဒမီပိုင်ဖြိုးသူအနုပညာရှင်မျက်နှုပ်အေအစိုးရအာဇာနင်ခေါ်ဇာနီမျိုးညွန့်အနုပညာရှင်ခါယာရုပ်ရှင်တရုတ်ဆောင်ဇင်ဝိုင်းခေါ်ထဲလွင်အစိုးရဝင်းနိုင်ဆိုဒရိုက်တာပြေဟင်းတီဟတရုတ်ဆောင်အောင်မြင့်မြတ်တို့ပါဝင်တာဖြစ်တယ်လို့သိရပါဗျ။စစ်ကောင်စီရဲ့နိုင်ငံသားအဖြစ်ကနေရက်စဲအမိန့်စာတွေကိုစစ်တပ်ထောက်ခံတဲ့ Telegram Channel တွေကနေတဆင့် ဒီနေ့ဂျွန်၁၈ရက်မနေ့ပိုင်းကစတင်ပြီးဝါရဖြန့်ခဲ့ကြတာပါအဲ့ဒီအမိန့်စာထဲနိုင်ငံအကျိုးကိုထိခိုက်စေနိုင်တဲ့လုံဆောင်ချက်တွေပြုလုပ်ခဲ့တယ်ဆိုပြီး1982ခုနှစ်မြန်မာနိုင်ငံသားဥပဒေပုံမှန်၁၆အရအရေးယူလိုက်တာဖြစ်တယ်လို့ဖော်ပြထားပါတယ်၂022ခုနှစ်တုန်းကလည်းစစ်ကောင်စီကအမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးရဲ့အပါအဝင်တော်လှန်ရေးမှာပါဝင်ပတ်သက်နေသူတွေကိုနိုင်ငံသားအဖြစ်ကနေရက်စဲထားပါတယ် အခုထုတ်ပြန်ကြတဲ့ပတ်သက်ပြီးသက်ဆိုင်ရာအနုပညာရှင်တွေအပါအဝင် NUG ဘက်ကဒီနေ့ညနေပိုင်းအထိတစုံတရာထုတ်ပြောတာမျိုးမရှိသေးပါဘူးတတိယသတင်းကတော့ဒေါန်ဆန်းစုကျင်တဲ့ဥဝင်မြင့်တို့ရဲ့တရားခွင်ရုပ်တံမှတ်တမ်းပေါက်ကြလာတဲ့အကြောင်းဖြစ်ပါတယ်အနာသိမ့်တဲ့နေ့ကလေးကစစ်တပ်ဖမ်းဆီးပြီးနောက်လူမြင့်ကွန်းကနေကိုဝှက်ခံထားရတဲ့နိုင်ငံတော်အတိုင်းမခံပုတ်ကွန်တဲ့သမရတို့ရဲ့တရားခွင်ရုပ်တံပိုင်းဟာဒီနေ့မှပေါက်ကြလာခဲ့ပါတယ်လွန်ခဲ့တဲ့2022ခုနှစ်ဒီဇင်ဘာ12ရက်နေ့ 20နှစ်နေတော့ကနေပြည်တော်ရှုံထောင်ထဲကတရားခွင်မှာရှုပ်ဝဲရုံထုတ်ခံရတဲ့ CCTV မှတ်တမ်းရုပ်သံဖိုင်ကိုဗြိတိန်က Guardian သတင်းဌာနကအရင်ဆုံးဖော်ပြခဲ့တာဖြစ်ပါတယ်။ဒါဟာဒေါန်ဆန်းစွကြည်ရဲ့အသက်80ပြည့်မွေးနေ့မရောက်ခင်တရက်လုံးမှာပေါက်ကျလာခဲ့ရပါလူထုကောင်းဆောင်ကိုစက်တကဆွဲထားတဲ့အမုံတွေနဲ့အဲ့ဒီနှစ်ဒီဇင်ဘာ30ရက်နေ့မှာထောင်ဒဏ်33နဲ့ချမှတ်ခဲ့ရကြောင်းအခုရုပ်သံထဲကတရားခွင်နှစ်ခုဟာအဲ့ဒီရုံရှိမတိုင်ခင်ကလို့နားလည်ရပါတယ် ဒါကြောင့်နိုင်ငံကောင်းဆောင်နှုတ်ဟာတလအတွင်းအ ਨੇ စုံယုံချင်းသုံးခုရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ဒီနေ့ပေါက်ကြလာတဲ့ရုပ်တံအတွင်းတရားခွင်နဲ့တရားသူကြီးဝင်လာချိန်ဒေါန်ဆန်းစုကြည်နဲ့ဥဝင်မြင့်တို့ကလေးစားမုံပေးတဲ့အနေနဲ့မတ်တပ်ထားရလိုက်တာကိုလည်းတွေ့မြင်ရပါတယ်။နောက်ပြီးရုပ်တံဖိုင်တဲ့တပ်တင်နှုတ်ဦးလိုယူဆရသူနှုတ်ဦးကိုမေးမြန်းနေရမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီအစိုးရလက်ထက်ကဒုသမရာအဖြစ်ခန့်အပ်ခံရတဲ့ ဦးဟန်ယူဘန်တီကိုလည်းတွေ့မြင်ရပါတယ်။ဆေးရနာတိုင်ပြန်နောက်စက်ကောင်စီကနိုင်ငံကောင်ဆောင်နှစ်ယောက်ကို2020ခုနှစ်မတ်လမှာနေပြောကောင်စီတရားရုံးဝန်းထဲကအထူးတရားရုံးမှာရုံးထုတ်တယ်လို့သတင်းထုတ်ပြန်ပြီးရဲ့နောက်ပိုင်းအခုရုတ်တံဖိုင်မှာဒုတိယအကြိမ်မြောက်အဖြစ်မြင်တွေ့ရတာဖြစ်ပါတယ်။ဒေါ်အောင်ဆန်းစုကြည်ကအမှုန်ဆက်ကိုကူအတွက်ထောင်ဒဏ်33နှစ်မှာလွတ်ငြိမ်6နှစ်ပေးခံရလို့28နှစ်နဲ့သမနာဥဝင်မြင့်ကတော့အမှုန်ရှင်းမှုအတွက် စနစ်နဲ့ချမှတ်ခံထားရပါတယ်။ဆက်လက်ပြီးဒေါန်ဆန်းစုကြည်မွေးနေ့မှာလုံမှန်လှုပ်ရှားမှုတွေကိုစောင့်ကြည့်အရေးယူဖို့စစ်လော်ဘီတွေကစစ်ကောင်စီကိုတိုက်တွန်းနေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ပြန်ကြားအောင်မယ်ဒေါန်ဆန်းစုကြည်ရဲ့မွေးနေ့မှာလှုပ်ရှားမဲ့လှုပ်ရှားမှုတွေမှာ ပြည်တွင်းကပါဝင်သူတွေကိုစောင့်ကြည့်အရေးယူဖို့စစ်လော်ဘီတွေက Telegram Channel တွေကနေတဆင့်တိုက်တွန်းတောင်းဆိုနေကြပါတယ်။တော်လင်းအတိုင်းဝိုင်းကပန်းတပိတ်နဲ့အင်ဂျီအပြာရောင်ဝက်ဆင်လှုပ်ရှားမှုပြုလုပ်မယ်ဆိုပြီးကြေညာထားကြတာဖြစ်ပါတယ်။ အဲ့ဒီမှာပါဝင်သူတွေကိုစက်ကောင်စီတက်ဖို့ဝင်နေအနေနဲ့တီတီရောက်ဖက်စီအရေးယူဖို့အထိစစ်တပ်ကိုဝါရဖြန့်ပေးနေသူတွေကပြောဆိုနေကြပါတယ်အထွေထွေတပိတ်ပေါင်းဆက်ညှိနှိုင်းရင်အင်အားစုကတော့ပန်းတပိတ်နဲ့အင်ဂျီပြဝက်စင်နဲ့လှုပ်ရှားမှုတွေမှာပါဝင်မဲ့သူတွေသတိရှိကြဖို့ပြောထားသလိုတော်လင်းလွတ်မြောက်နေမြေတွေမှာပြီးခဲ့တဲ့ရက်ပိုင်းကလေးကဆင်းနေနေကြပြီဖြစ်ပါတယ်နိုဘယ်ညင်းရှင်ဆုရှင်ရဲ့ပြီးခဲ့တဲ့86နှစ်ပြည့်မွေးနေ့တုန်းကလည်း ပန်းတပိတ်ဆင်ရွက်ခဲ့ပြီးပန်းဝယ်သူနဲ့ပန်းဆင်သူပြည်သူတို့ရှုပ်ကိုစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကဖမ်းဆီးထိန်းသိမ်းမှုတွေရှိခဲ့ပါတယ်။လာမယ့်စစ်ကိုရဲနဲ့အတွက်တော်လင်းရဲတိုင်ဝမ်ကလူလူကောင်းဆောင်ရဲအသက်80ပြည့်မွေးတဲ့အထင်မှန်ရှစ်ကနန်းနဲ့တတ်ဆိုင်တဲ့လှုပ်ရှားမှုအမျိုးမျိုးပြုလုပ်နေကြပါတယ်။ပြည်တွင်းနောက်ဆုံးသတင်းအနေနဲ့ဂျက်ဖိုက်တာပြချနိုင်ခဲ့တဲ့ပလဲတိုက်ပွဲအတွင်းနှစ်ဖက်အကြဆုံးတွေရှိနေတဲ့သတင်းဖြစ်ပါတယ်။ဂျွန်ပထမပတ်ကလေးကစတင်ပြီးတိုက်ပွဲတွေပြင်းထန်နေခဲ့တဲ့ စကိုင်းတိုင်းပလဲမြို့နယ်အတွင်းအခုရက်ပိုင်းတိုက်ပွဲတွေအထက်နှစ်ဖက်အကြဆုံးရှိစေခဲ့လို့သတင်းရရှိပါတယ်။ကမ်းနောက်ရစခန်းတိုက်ပွဲအတွင်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ABSTF ရဲဘော်နှစ်ဦးကြာဆုံးခဲ့လို့မြေပြင်သတင်းရင်းမြစ်တွေစီကနေသိရပါတယ်။ဂျွန်ဆွတ်ခွနရဲ့ညနေ9:00နာရီခန့်မှာတနအီကြာဖြစ်ပေါ်ခဲ့တဲ့စကိုင်းတိုင်းအတွင်းစစ်ရဲအရာအရေးပါတဲ့ကမ်းနောက်ရစခန်းတိုက်ပွဲအတွင်းစစ်ကောင်စီတပ်က112လေယာဉ်နဲ့ဘုံဒီ35လုံးအထိကျေချတိုက်ခိုက်ခဲ့လို့ဆိုပါတယ်။ အဲ့လိုတိုက်ခိုက်ခံရမှုအတွင် ABSTF ကရဲဘော်နှစ်ယောက်ကြာဆုံးခဲ့တဲ့အပြင်တော်လင်ရဲဘော်တွေဘက်ကအထိခိုက်များနေပေမဲ့နောက်မဆုတ်ပဲပြန်လည်တိုက်ခိုက်နေရလို့မြေပြင်စစ်ရဲသတင်းမြစ်တူကပြောပါတယ်။တဖန်မနေ့ညနေ6နာရီခန့်မှာတောင်ရွာတစ်စာတင်ကျောင်းနဲ့လပုကန်ရွာစာတင်ကျောင်းတွေကိုစစ်ကောင်စီကထပ်မံဘုံကျဲတိုက်ခိုက်ခဲ့ရာစာတင်ကျောင်းဆောင်နှလုံးပြတ်စေခဲ့လို့သိရပါတယ်။ဒါအပြင်ဒီနေ့မနက်ပိုင်းမှာလည်း ကန်းနောက်ရေစခန်းဝင်းကျင်ကိုစစ်ကောင်စီတပ်ကဝိုင်းတွန်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပေမဲ့ဖြစ်စဉ်အသေးစိတ်ကိုတော့ MPA ကစုံစမ်းနေဆဲဖြစ်ပါတယ်။ PLA နဲ့ PDF တို့ကထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ကန်းနောက်ရေစခန်းနဲ့ဇိပြူကုန်းပြူရာတို့မှာဒီနေ့အထိတိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီးနှစ်ဖက်အကြဆုံးတယ်ရှိနေတယ်လို့သိရပါတယ်။ဂျွန်လာစီရဲ့မွန်လင်းပိုင်းမှာကန်းနောက်ရေစခန်းကိုဘုံလာကျဲတဲ့စစ်ကောင်စီဂျက်ဖိုက်တာတစ်စင်းကို PLA တပ်ဖွဲ့ကပစ်ရှနိုင်ခဲ့ပါတယ်။ နောက်ဆုံးပြပသတင်းကတော့အီရန်ကိုရွှင်းချက်မရှိလက်နက်ချဖို့ထရန့်တိုက်တွန်းလိုက်တဲ့သတင်းနဲ့နှုတ်ဆက်လိုက်ပြစီ။ Israel အီရန်တိုက်ခတ်မှုတွေမြင့်တက်လာချိန်မှာပဲအီရန်ကိုရွှင်းချက်မရှိလက်နက်ချဖို့ Israel မဟာမိတ် American သမ္မတ Donald Trump ကတောင်းဆိုလိုက်ပါတယ်။ Israel American နဲ့တရုတ်တို့ကအီရန်မြို့တော်တီဟီရန်ကဒေသခံတွေရွှေ့ပြောင်းကြဖို့တိုက်တွန်းပြီးရင်နောက်အခုလိုထရန့်ကထပ်မံပြောကြားလာတာပါ။သမ္မတ Donald Trump ကတော့အီရန်ခေါင်းဆောင်အယာတိုလာအလီခါမေနီကို အခုလောလောဆယ်တက်ဖြတ်ဖို့ရေချမ်းမရှိပေမဲ့အမေရိကန်ရဲ့စိတ်ရှင်မုံကွန်ခန်းလာပြီလို့အင်္ဂါနေ့ကသူ့အပိုင် True Social Media ကနေသတိပေးပြောဆိုပါရယ်တမနာထရန့်ကခေါင်းဆောင်ကြီးလို့ခေါ်ခံရတဲ့သူဘယ်မှာပုံးနေလဲဆိုတာကျွန်တော်တို့အတိအကျသိရလို့ချင်းချောက်စကားပြောပါရယ်အဲ့ဒီနောက်3မိနစ်အကြာမှာပဲထရန့်ကအီရန်ကိုရှင်းချမ်းမရှိလန်နက်ရှာဖို့ထပ်မံရေးသားထားပါရယ်အစ်ဆွေးနဲ့အီရန်တို့အကြာကလေချောင်းစစ်ပွဲဟာ6ရက်မြောက်လာတဲ့ဗုဒ္ဓဂုဏ်နဲ့မှာပဲတစ်ဖက်နဲ့တစ်ဖက် ဒုံးကျည်ပင်နဲ့ဆက်လက်ပြစ်ခတ်နေကြဆဲဖြစ်ပါတယ်။ MPA ရဲ့တနေ့တာ ထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့ရပါ။ကြည့်ရှုနားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။